အရင်ဆုံးကတော့တုတန်ချံ31တုတန်31အငယ်30တစ်ဆယ်ကနေ31အထိဖတ်ရင်အရန်ကောင်းမယ်သူတော့31 30ကိုကျွန်တော်ဖတ်မှာဖြစ်ပါတယ်ယင်ကြီးသောအရာသည်လက်စားခြင်းနဲ့ရှင်တည်းဤလာသောအစင်းသည်လေအချင်းနေဖြစ်ဤသာရဘုရားကိုကြောက်ရွံ့သောမိမမူကချီးမွမ်းခြင်းကိုခံရလိမ့်မည် ထာဝရဘုရားကိုကြောက်ရွံ့သောမိမ့်မမှုကချီးမွမ်းခြင်းကိုခံရမည်။နောက်နောက်ထာကျွန်တော်ဖတ်ချင်ဖတ်ချင်လာလေးရှိပါသေးတယ်။သူတန်ကျန်းအခန်းကြီး14အငယ်1သူတန်ကျန်းအခန်းကြီး14အငယ်1ပညာရှိသောမိမ့်မသည်မိမိအိမ်ကိုတိဆောက်တတ်၏။မိုက်သောမိမမူကားကုလနှင့်ဖြိုဖျက်တတ်၏။ နောက်ဆုံးတစ်ခုထပ်ဖတ်ပါဦးမယ်။အာယောရှုမှတ်စာ24:5ကိုဖတ်မယ်။ယောရှုမှတ်စာ24:5မှာဘာပြောသလဲဆိုတော့သူမဟုတ်သာရဘုရားအားဝတ်မပြုတ်ကောင်းဟုတင်တို့ထင်လေမစ်ကြီးတပည့်၌ဘူဘီတို့ဝတ်ပြုတ်သောဘုရားတင်တို့နေရာအာမိုရိပိသားတို့ဤဘုရားများတွင် အဘေမီသောဖျားကုတို့အားဝပြုတ်မီအရာကိုယနေ့ရွေးကြလောငါနဲ့ငါအိမ်သားဖြစ်လေသာဝရဖျားကုသာဝပြုတ်မီဟုဆိုလေတော်ဖတ်ကြတော်နုကပတော်အယောက်တိုင်းအတွေ့ဖျားသခင်အတပံကောင်းချီးပေးပါစေအာမင်ကဲဒီနေ့တမချန်းစာကျွန်တော်ကြည့်တဲ့အခါမှာအမေများအတွေ့ အယံကိုကောင်းမွန်တဲ့ကြမ်းချက်တွေကျွန်တော်တို့တွေ့ရတယ်ပထမကျမ်းစာအပြန်လန်ဖတ်တဲ့အခါမှာတော့လည်းကျွန်တော်တို့အများကြီးတွေ့ပြီးသားဖြစ်ပါတယ်ကျွန်တော်မိဘတွေအနေနဲ့တခုအရင်ဆုံးပေါ့လေကျွန်တော်သိရမှာကပါလဲဆိုတော့ကျွန်တော်မိဘကူတိုင်းလေဒီလောကမှာမွေးဖွားခြင်းလုံးလုံးမွေးဖွားလာတဲ့သူတယောက်မှမရှိဘူးသူနည်း၎င်းပဲကျွန်တော်သားသမီးတွေလည်းအဲ့လိုပဲဒီလောကမှာ ငါမွေးဖွားခြင်းနဲ့ဆိုပြီးမှမွေးဖွားလာတဲ့သူတွေမရှိကြဘူးအဲ့တော့ကျွန်တော်ဘာဖြစ်လို့အဲ့ဒါပြောခြင်းလဲဆိုတော့ကျွန်တော်သားသမီးတွေဒီလောကမှာမွေးဖွားလာတဲ့အကြောင်းရင်းကဖခင်အလိုတော်ရှိလို့ဖြစ်တယ်မိဘတွေအဖြစ်ဖြစ်တယ်အဲ့တော့ဒီလောကမှာကျွန်တော်မွေးဖွားလာတဲ့အခါမှာကျွန်တော်သားသမီးတွေကိုမိဘအနေနဲ့ကျွန်တော်တာဝန်ယူဖို့အရန်လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့သူရဲ့ရွေးချယ်မှုမဟုတ်ဘူး ကျွန်တော်တို့မိဘတို့ရဲ့ရွေးချယ်မှုဖြစ်တယ်။ဘုရားသခင်ရဲ့အလိုတော်နဲ့မွေးဖွားလာခြင်းဖြစ်တယ်။အဲဒါကြောင့်မိဘတို့ရဲ့အပေါ်မှာဘုရားသခင်ကတာဝန်ပေးထားတယ်။အထူးသဖြင့်ခရိယံအိမ်ထောင်မိသားစုမှာဆိုရင်အမေတွေမှာ အများကြီးတာဝန်ဝတ္တရားတွေရှိတာရှိတဲ့အကြောင်းသားသမီးတွေနဲ့ပတ်သက်ပြီးတော့မှတမန်ကျမ်းစာထဲမှာတွေ့ရတယ်။ ခရိယာအိမ်တော်မိသားစုဖြစ်လာလို့ရှိရင်ကျွန်တော်တာသမီတွေမိဘအနေနဲ့ကျွန်တော်တာသမီတွေဖယားသခင်ကိုမိတ်ဆက်ပေးဖို့လိုတယ်ကျွန်တော်တာသမီတွေကိုဖယားသခင်ကိုတိဖို့ရန်အတွက်တုံ့တင်ဖို့လိုတယ်ယောရှုမဆာကျွန်တော်ဖတ်တဲ့အခါမှာယောရှုမတိုင်ခင်မောရှိအားဖြင့် ဣတိလလူမျိုးတွေကိုဘုရားသခင်ကဂျွန်ဘဝကနေကယ်ထုတ်ခဲ့တယ်။သူတို့လည်းပဲမောရှိကတော့ဘုရားသခင်ဂတိပေးခဲ့တဲ့မိကနန်ပြည်ကိုမရောက်ခဲ့ဘူး။အဲ့ဒီအတွေ့မောရှိအစားမောရှိကူစားနော်ဒီနေ့ကျွန်တော်ဘာတွေ့တယ်ဆိုတော့ယောရှုကတာဝန်ယူပြီးတော့မှဣတိလလူမျိုးကိုခေါ်ဆောင်ခဲ့တယ်။ဘုရားသခင် ပေးတဲ့မိကိုရောက်တဲ့အခါမှာ တို့ဟာတို့နေအာမီနီယာခွေဝဲပြီးတော့မှကဲမင်းတို့ကတော့ဟူမာနီဟူမာနီစသဖြင့်ခွေဝဲပြီးတော့မှနောက်ဆုံးမှယောရှုကပြောခဲ့တယ်ကဲမြစ်ကြီးတစ်ဖက်မှာတော့ကနော်အရင်တုန်းကငါတို့လာခဲ့တဲ့လမ်းခရီးမှာကတည်းကဖယားသခင်ကငါတို့ကိုဘလောက်တောင်ကောင်းချီးပေးခဲ့လဲလမ်းပြခဲ့တယ်ရန်သူလက်ထဲကနေကယ်တင်ခဲ့လဲ စားစရာမရှိတဲ့ချိန်မှာ စားစရာပေးခဲ့တယ်။တောက်စရာမရှိတဲ့ချိန်မှာတောက်စရာပေးခဲ့တယ်။အဲ့ဒါတွေအားလုံးကိုတည်ရသားနဲ့ဖရာရဲ့ကောင်းမြတ်ခြင်းကိုတည်ရသားနဲ့ဒီနေ့အဲ့ဒီဖရာကိုမကူးပွေခြင်းပဲနဲ့အဲ့ဒီအာမိုရိပြည်မှာရှိတဲ့ဖရာများစွာရှိတယ်။သူတို့နာမည်မြို့များစွာနဲ့ပေါ့။အဲ့ဒီဖရာထဲကဖရာကိုကူးပွေခြင်းနဲ့ဆိုမင်းတို့သဘောပဲ။ငါပြောစရာမရှိဘူးတဲ့။ဒါပေမဲ့ငါနဲ့ငါအိမ်သား ငါမိသားစုကတော့တဲ့ထာဝရဘုရားကိုပဲကိုးကွယ်မယ်အဲ့ဒီထာဝရဘုရားကိုပဲဝတ်ပြုမယ်တဲ့အဲ့တော့အဲ့ဒီဂျန်ဂျန်စာစကားလေးကအရန်ကိုဒီကနေ့ကျွန်တော်တို့လေးလေးနက်နက်ထားတဲ့အရာဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်ဒီနေ့မိသားစုတွေအားလုံးအထုသဖြင့်အမေတွေအဖေတွေကျွန်တော်တို့တွေကျွန်တော်တို့မိသားစုကတော့ဘုရားသခင်ကိုပဲကိုးကွယ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်ချနိုင်ဖို့ဖြစ်တယ် တင်းတော်ကလေအာအတင်းတော်မဟုတ်ဘူးဘုရားကျောင်းကကျွန်တော်ဘာဘာနဲ့တူတယ်လဲဆိုတော့ခရိယန်ကျွန်တော်ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့မှတုံတင်တဲ့ကျောင်းတစ်ကျောင်းဖြစ်တယ်ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ကျောင်းတစ်ကျောင်းတုံတင်တဲ့ကျောင်းတစ်ကျောင်းဖြစ်တယ်အဲ့တော့ဒီကနေ့ဘုရားကျောင်းမှာပျော်ရွှင်မှုဘုရားကျောင်းမှာစီလုံးမှုဘုရားကျောင်းမှာငြိမ်ညွတ်မှု ဘယ်မှာအစပြုတ်ရတယ်လဲဆိုတော့အိမ်မှာအစပြုတ်တယ်ယွာလေးတွေယွာလေးတွေမြန်မာပြည်မှာတော့ဆိုရင်ယွာလေးတွေလည်းပျော်ရွှင်မှုပြီးတော့အာတကူဓမြကအစမကောင်းတဲ့လူတွေယွာလေးတွေမှာမရှိဘူးဘယ်ကနေအစာပြုတ်ပြီးတော့မှအရေးကြီးလဲဆိုတော့အိမ်ကနေပဲ ဲ့ဒါလိုပဲကိုလူမျိုးတွေနော်ချင်းပဲဖြစ်ဖြစ်ကရင်ကရားရခိုင်ပဲဖြစ်ဖြစ်နော်ကိုလူမျိုးတွေလူမျိုးအားလုံးလူတကာရဲ့အထင်ကြီးခံရဖို့ရန်အတွက်နာမည်ကြီးဖို့ရန်အတွက်အကောင်းဖက်မှာပေါ့ဘယ်ရနေစတယ်လဲဆိုတော့အိမ်ထောင်မိသားစုကပဲအိမ်ထောင်မရှိဘဲနဲ့လူမျိုးຫນွေစုလည်းမရှိနိုင်ဘူးအိမ်ထောင်မရှိဘဲနဲ့အိမ်ထောင်မိသားစုမရှိဘဲနဲ့ ယွာလဲတည်လို့မရဘူးအိမ်ထောင်မိသားစုမရှိဘဲနဲ့နိုင်ငံလည်းမရှိနိုင်ဘူးအဲ့ဒါကြောင့်အိမ်ထောင်မိသားစုကအရန်အရေးကြီးတယ်အတင်းတော်ဒီလိုမျိုးယုံကြည်သူတွေစုဝေးပြီးတော့ဘုရားကျောင်းအတင်းတော်တစ်ခုဖြစ်ဖို့ရန်အတွက်လဲကျွန်တော်မိသားစုအတီးတီးလိုအပ်တယ်မိသားစုကနေစတယ်အဲ့ဒါကြောင့်မိသားစုဆိုတဲ့အိမ်ထောင်မိသားစုဆိုတဲ့အရာဟာအရန်အရေးကြီးတယ် မိခင်များရဲ့ပထမဆုံးသောမစ်ရှင်မိခင်များရဲ့ပထမဆုံးသောမစ်ရှင်တဒနာလုံငန်းကပါလဲဆိုတော့ဘယ်မှာလဲဆိုတော့အိမ်ထောင်မိသားစုမှာဖြစ်တယ်မိသားစုမှာကိုယောက်ျားတွေကိုဖယားသခင်ကိုခေါ်ဆောင်ဖို့ထက်ကောင်းတယ်နော်ကောင်းတယ်အဲ့ဒါထက်အရင်အရေးကြီးတာကိုယ့်ရဲ့သားသမီးတွေကိုဖယားသခင်ကိုစေကိုခေါ်ဆောင်သွားဖို့အရင်အရေးကြီးတယ် ကျွန်တော်အိမ်ထောင်ဦးစီးတွေကအိမ်ထောင်ဦးစီးဖြစ်တယ်။ကိုရဲ့မိမအကူရဲ့ကလေးတွေကိုဖရာသခင်ကိုခေါ်ဆောင်ဖို့ကျွန်တော်တာဝန်ဖြစ်တယ်။အထူးသဖြင့်အမေတွေအနီးအတွက်ဆိုရင်တော့ကိုရဲ့သားသမီးတွေဖရာသခင်စီခေါ်ဆောင်ဖို့ရင်အတွက်ဖြစ်တယ်။အဲ့ဒါအရန်ကိုအရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်။အဲ့ဒါကြောင့်အဲ့ဒီမိသားစုမပျော်အောင်အဲ့ဒီမိသားစု စီလုံးမှုမရှိအောင်အဲ့ဒီမိသားစုခဏခဏစကားများရအောင် စာတန်ကလည်းကျူးစားတယ်စာတန်ရဲ့အဓိကအလောက်ကဘာလဲဆိုတော့သူ့ရဲ့မစ်ရှင်ကဘာလဲဆိုတော့မိသားစုဖြိုခွဲဖို့မိသားစုကနေစာပြီးတော့မှစိတ်ဝင်ကွဲပြီးတော့မှဟူမိသားစုနဲ့ဒီမိသားစုနဲ့စိတ်ဝင်ကွဲစိတ်ဝင်ကွဲပြီးတော့ဖခင်เจ้าမှာစကားများကြဖို့တို့ဒါဒီအားလုံးကစာတန်ရဲ့အလောက်ဖြစ်တယ်။ဘာဖြစ်လို့လဲ မိသားစုအိမ်ထောင်မိသားစုဆိုတော့အရင်အရေးကြီးတယ်ဆိုတော့စာတန်ကလည်းတည်တယ်ပြီးတော့မှမိသားစုပြုံရွှင်ခြင်းကတချို့ကထင်ကြတယ်အော်ပိတ်ဆက်မင်းများရှိရင်ပြုံရွှင်မယ်ပေါ့ကာကံကောင်းစီရရင်အင်ကြီးကြီးရှိရင်စသဖြင့်အဲ့လိုပြုံရွှင်မယ်ထင်ကြတယ်မဟုတ်ဘူးမိသားစုရဲ့ပြုံရွှင်ခြင်းကတကယ်တကယ်တော့ ယောက်ျားကအလုတ်ရှိနေဖြစ်ရှိနေတယ်ဆိုပါတော့မိန်းမကလည်းကြားမာတယ်ဆိုပါတော့ကလေးတွေလည်းသူ့ဟာနဲ့သူအဆင်ပြေတယ်ဆိုပါတော့ဒါပေမဲ့အဲ့ဒီအိမ်ထောင်မိသားစုမှာခရစ်တော်မရှိဘူးဆိုရင်အပြည့်အဝပျော်ရွှင်ခြင်းမရှိနိုင်ဘူးတခါတခါစကားများမယ်ငြိမ်သက်ခြင်းမရှိနိုင်ဘူးအဲ့ဒါကြောင့်အရေးကြီးဆုံးမိသားစုထဲမှာပျော်ရွှင်ဖို့ရန်အတွက်အရေးကြီးဆုံးကဘာလဲဆိုတော့ခရစ်တော်ရရှိဖို့ ခရစ်တော်ကိုယရှိကျွန်တော်ယရှိတဲ့အခါမှာတယောက်နဲ့တယောက်နားလည်ခြင်းတွေရှိလာတယ်တခါတလေကြရင်တော့လေနဲ့မရစကားများကြရဲဆိုပါတော့နော်စကားများတယ်ယောက်ျားကလည်းအာစက်တိုက်ပဲငါယောက်ျားကွာငါအိမ်ထောင်ဦးစီးပေါ့စက်တိုက်ပြီးတော့သူကပြောတယ်ပြောတယ်ပြောတယ်မိမကလည်းမခံချင်ဘူးပြန်ပြောတယ်ပြန်ပြောတယ်နေရောစလုံးပြောမှတော့မရက်တော့ဘူးပေါ့နော်မရက်နိုင်တော့ဘူးတယောက်ယောက်ကတော့ စိတ်ပြန်လျှော့ပေးရအဲ့ဒါကမှပြန်ပြီးအဆင်ပြေကြတာရှိတယ်စိတ်လျှော့ဖို့ကမာနကြီးနေတည်းများတော့စိတ်လျှော့ဖို့မလွယ်ဘူးလေအဲ့ဒီမာနကိုခြိဖြစ်ပေးနေတာက ခရစ်တော်ပဲဖြစ်တယ်ခရစ်တော်၌ပဲဖြစ်တယ်အဲ့ဒါကြောင့်ခရစ်တော်ရရှိဖို့ရအရန်အရေးကြီးပါတယ်ပြီးတော့မှတခါတလေကြာရင်တော့ကျွန်တော်တို့မိသားစုမှာအသင်းတော်တွေမှာ အများများသောအားဖြင့် ကျွန်တော်တို့မှာရှိတဲ့ပြဿနာကဘာလဲဆိုတော့တယောက်နဲ့တယောက်ပြစ်တင်ခြင်းမိသားစုမှာလည်းအဲ့ဒါပဲအဲ့ဒါနင်းအဖေကြောင့်အေးအမေကြောင့်ပြစ်တင်ခြင်းနဲ့ကျွန်တော်တို့ပုတ်ခတ်ကြတယ်အဲ့ဒါမိသားစုမှာပြဿနာတွေများလာတယ်တင်းတော်မှာလည်းအဲ့လိုပဲအာသူ့ကြောင့်သူ့ကြောင့်ပေါ့နော်အဲ့လိုမျိုးတွေနဲ့စကားများကြတယ်မပြောရွှေမှုတွေဖြစ်ပေါ်လက်ရှိတယ်အဲ့လိုပြစ်ပြစ်တင်ကြခြင်းအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ယုံကြည်သူတွေ တမန်ကျမ်းစာကျွန်တော်တုံသင်ပေးတယ်ဘယ်သူကမှပြစ်တင်ဖို့ခတ်ဖို့မဟုတ်ဘူးအိုးကုဘက်ကိုအမေရန်ချီတက်ဖို့ရင်အတွက်တင်ပေးတယ်ကျွန်တော်လူအပြစ်သားတွေဘုရားသခင်ကမထိတ်တန်ပဲနဲ့ခွင်းလွတ်တဲ့ဆူရက်တိရှိနားလည်မှုနဲ့ကျွန်တော်တယောက်နဲ့တယောက်လည်းပြစ်တင်ခြင်းမဟုတ်ဘဲနဲ့ခွင်းလွတ်ကြဖို့ရင်အတွက်ဘုရားအလိုတော်ရှိတယ်ဒါမိသားစုတိုင်းမှာရှိရမယ့်အရာဖြစ်တယ်အဖေနဲ့အမေကြားထဲမှာအမေနဲ့ ကလေးတွေကြားထဲမှာအဖေနဲ့ကလေးတွေကြားထဲမှာပေါ့ပြစ်တင်ခြင်းမဟုတ်ပဲနဲ့ချီးမွမ်းခြင်းတယောက်နဲ့တယောက်နော်ဖီမာခြင်းအားပေးခြင်းအဲ့ဒါတွေမြန်မြန်ကျွန်တော်ပြောဖို့ရအတွက်လူရာဖြစ်တယ်အဲ့တော့ကြောင့်ဒီတူတန်ခြင်းဆလီတက်ထဲမှာဆိုရင်ဘာပြောတယ်လဲဆိုတော့အခုနကကျွန်တော်ဖတ်ပြီးပြီဘာပြောလဲဆိုတော့ ပညာရှိတဲ့မိမအကြောင်းပြောတယ်။ပညာရှိတဲ့မိမအကြောင်းပြောတဲ့အခါမှာကျွန်တော်ဒီကနေဖတ်မယ်။ပညာရှိတဲ့မိမသည်တဲ့မိမိအိမ်ကိုတိဆောက်တတ်၏။ကျွန်တော်တို့ကျွန်တော်ရဲ့အိမ်ထောင်မိသားစုကိုတိဆောက်ဖို့ရန်အတွက်ဖြစ်တယ်။အမေတွေကတိဆောက်ရမယ်။ကျွန်တော်ယောက်ျားတွေလည်းတခါတလေကြာရင်တော့မပြည့်စုံတဲ့အရာတွေရှိမယ်။သားသမီးတွေမပြည့်စုံတဲ့အရာတွေရှိမယ်။ အဲ့ဒီတာသမီတွေယောက်ျားတွေကိုလဲကျွန်တော်ကတိဆောက်ပေးဖို့ဖြစ်တယ်တိဆောက်ပေးဖို့ဖြစ်တယ်အိမ်တိဆောက်တယ်ဆိုတာကဒီလိုကျွန်တော်နေရမယ့်အိမ်ကိုတိဆောက်ဖို့ပြောတာမဟုတ်ဘူးမိမိအိမ်လို့ပြောတဲ့အခါမှာမိမိအိမ်လို့ပြောတဲ့အခါမှာတာသမီတွေမိသားစုကိုပြောတာဖြစ်တယ်မိသားစုတိဆောက်ပေးရမှာဖြစ်တယ်အဲ့ဒါကိုပညာရှိတဲ့အမျိုးသမီးတွေလှုပ်လျက်လှုပ်ထရှိတဲ့အရာဖြစ်တယ် မိုက်တော့မိမမိုက်မိုက်တော့မိမမူကားတဲ့ကုလက်နဲ့ဖြူဖြစ်တယ်။ကာသမေးတွေနှစ်20ပြီလာတော့သူတို့ဟူးငေငေကလေးကဖြူဖြစ်ထားတဲ့အတွက်ကြောင့်ကာသမေးတွေနှစ်20ပြီလာတဲ့အခါမှာအာကူးစရာမတွေ့ရတော့ဘူး။ဂုံယူစရာမတွေ့ရတော့မိမိယောက်ျားကိုပေါင်းတင်လာတာက ပေါင်းတင်လာတဲ့အချိန်ကနေစပြီးတော့မှအမျိုးမျိုးနဲ့အကျင့်စာရိတ္တပိုင်းမှာဖြစ်ဖြူဖြစ်ထားတဲ့အခါမှာ ကြာလာတော့အဲ့ဒီယောက်ျားက positive ပဲမဟုတ်တော့ဘဲနဲ့မကောင်းတဲ့ဘက်မှာသူကရင့်ကျက်သွားတာတွေရှိတယ်။အဲ့လိုမျိုးမဖြစ်အောင်အမျိုးသမီးတွေအရင်အရေးကြီးတယ်။ဘာဖြစ်လဲဆိုတော့မိခင်တွေစကားကိုလေယောက်ျားတွေကလည်းနားထောင်ပါတယ်။သားသမီးတွေလည်းနားထောင်တယ်။အဲ့ဒါကြောင့်ကျွန်တော်မိခင်တွေစကားအရင်အရေးကြီးပါတယ်ဆိုတာကိုလည်းအနည်းငယ်ပြောချင်တယ်။တမချန်းစာထဲမှာအင်မတန်မှကြောက်စရာကောင်းတဲ့အမျိုးသမီး၃ယောက်ကျွန်တော်တွေ့ရတယ်။ အယံကိုကြောက်စရာကောင်းတဲ့အမျိုးသမီး၃ယောက်တို့အကြောင်းကိုနည်းနည်းကြည့်ရအောင်နည်းနည်းလေးပဲကျွန်တော်ပြောပါမယ်နံပါတ်၁ကတော့ဘယ်သူလဲဆိုတော့ Jezebel Jezebel ဂျာဖူဂျာလာမတီဘယင်အာဟပ်ရဲ့အမျိုးသမီးဖြစ်တယ်ဘာဖြစ်တော့ကြောက်စရာကောင်းတယ်လဲဆိုတော့သူကတရားစီရင်တဲ့အခါမှာဘယင်ကတရားစီရင်ရတာကိုနော်ဘယင်စကားဘယင်အမိန်ကအရင်အရေးကြီးတယ်အဲ့ဒီဘယင်ရဲ့အမိန်မှာသူတပါးတင်နိုင်တယ် ူရဘာနာမည်ပြစ်နိုင်တယ်သူရဘာရဲ့ဘဝပြစ်စီနိုင်တယ်ဒါပေမဲ့အဲ့ဒီဘယင်ရဲ့အမေစကားတော်တွေကသူ့အမျိုးသမီးဖြစ်တဲ့ဘယင်အမျိုးသမီးပေါ့ဘယင်မပေါ့နော်သူ့ရဲ့ဆုံးဖြတ်ချက်ကအရင်အရေးကြီးတာအဲ့ဒါကြောင့်သူကဘယ်လိုရီဆုံးဖြတ်ချက်တွေချတယ်လဲဆိုတော့သူတပားရဲ့တေရင်အတွက်အဲ့ဒီအမျိုးသမီးက ဘယင်မဂျေဇဘယ်ကစွန့်ပစ်ချက်ချတယ်။အဲဒါကြောင့်ပရောဖက်ဘုရားသခင်အသုံးပြုခဲ့တဲ့ဘုရားသခင်ရွေးချယ်ခဲ့တဲ့ပရောဖက်တွေတောင်မှ तू ကတိုက်ရတာဘူး။တေစေရတာဗောနော်။အယံကိုကြောက်ဖို့ကောင်းတဲ့ဘယင်မကြီးဖြစ်တယ်။အဲဒါကြောင့်အဲလီယာတောင်မှပရောဖက်အဲလီယာတောင်မှအဲ့ဒီဘယင်မကြီးကိုကြောက်ရတယ်။အဲ့ဒီအကြောင်းကိုတမန်ကျမ်းစာထဲမှာကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့ ူတပားအပေါ်မှာသူတပားရဲ့တေခြင်းသူတပားရဲ့ပြည့်စည်ခြင်းအတွေ့သူပြုံးစုတဲ့သူလောက်တဲ့သူပြုံးစုတဲ့အရာအပေါ်မှာဘုရားသခင်က သူ့ကိုတရားစီရင်တယ်။သူတေတယ်သူတေတဲ့အခါမှာသူ့ရဲ့သွေးကိုခွေးကရက်ရတယ်ဆိုတော့ကြောင်းတွေ့ရတယ်။နောက်တစ်ယောက်ကဘယ်လိုလဲဆိုတော့ဟေရိုမင်းကြီးရဲ့မိမနင်းနင်းနော်တော့မဟုတ်ဘူးသူတို့တွေက ရာထူးနဲ့နော်ဟေရိုမင်းကြီးရဲ့မိမဟေရိုမင်းကြီးရဲ့မိမကသူ့ရဲ့သမီးနဲ့အယံကိုကြောက်ဖို့ကောင်းတာသူတို့ရဲ့အပြစ်ကိုဖုံးကွယ်ချင်တယ်သူတို့ကအဲ့ဒါလူတွေရဲ့အကျင့်ကဒါပဲနော်လူတွေရဲ့အကျင့်ကပါလေကျွန်တော်တို့ရဲ့အပြစ်ခုအပြစ်ကိုဖုံးကွယ်တတ်တဲ့သဘောရှိတဲ့လူတွေကအဲ့ဒီတိုင်းပဲဟေရိုမင်းကြီးရဲ့ အမျိုးသမီးကလည်းသူတို့ရဲ့အပြစ်ကိုဖုံးကွယ်ခြင်းနဲ့သူတို့အပြစ်ကိုဖုံးကွယ်ခြင်းနဲ့အခါမှာမင်းတို့လောက်တာမားတယ်ဆိုပြီးတော့မှ သွားပြီးတော့တတိပေးတဲ့ဒီချင်းခံဆရာယောဟန်ရဲ့ခေါင်းကိုလူချင်တယ်သူတို့ကပြောချင်တာကတော့ယင်းနှင်းချင်းပေးတဲ့ဆရာယောဟန်ရဲ့ခေါင်းကိုလူချင်တယ်သူ့ကိုတတ်ချင်တယ်သူတို့က သူ့ရဲ့တီချောင်းကိုသူတို့ကြံတာဖြစ်တယ်။သူတို့အပြစ်ကိုဖုံးဖို့ကြောက်ဖို့ကောင်းတယ်နော်။တချို့အမျိုးသမီးတွေတချို့အမျိုးသမီးတွေဒီလူမျိုးအကျင့်တွေကျွန်တော်တို့မရှိဖို့အရန်လိုတယ်။ကို့အပြစ်ကိုဖုံးကွယ်ဖို့ရန်အတွက်သူတစ်ပါးရဲ့ကောင်းကိုလိုချင်တာ။သူတစ်ပါးကိုဖျက်ဆီးလိုက်တာ။ကို့အပြစ်ကိုဖုံးကွယ်ဖို့လေ။သူတစ်ပါးအသက်ကိုဖျက်ဆီးလိုက်တာ။သူတစ်ပါးဘဝကိုဖျက်ဆီးလိုက်တာဖြစ်တယ်။ ဲ့ဒါဟာအင်မတန်မှကြောက်ဖို့ကောင်းတာဖြစ်တယ်။နောက်ဆမ်ဆုန်ရဲ့မိမဆမ်ဆုန်ရဲ့မိမသူကကြတော့ဘယ်လိုမိမလဲဆိုတော့ငွေရေးကြီးကြီးရွှေငွေပရမယယတနာအယံတက်မဲ့တဲ့မိမဖြစ်တယ်။အဲ့ဒီရွှေငွေယတနာပရမယတွေတက်မဲ့လုံးလုံးလောကီစီးစိမ်ကိုတက်မဲ့လုံးလုံး Samsung အသင်ခံရတာကျွန်တော်တို့တွေ့ရတယ်။အဲ့ဒါတွေကြီးချင်းအားဖြင့်ကျွန်တော်တို့အသက်တာမှာနော်ကျန်းစာတဲ့မှာသူတို့တွေကတတိတော့ရှိတယ်။တတိတော့ရှိပေမဲ့ဒီမျိုးသမီးတွေကတတိတော့ရှိပေမဲ့မကောင်းတဲ့ဖက်မှာတတိရှိတာတွေ့ရတယ်။ဒါပေမဲ့ကောင်းတဲ့ဖက်မှာတတိရှိတဲ့အမျိုးသမီးတွေရှိရင်ကျွန်တော်တည်ယူကြည့်အောင်။နံပါတ်1ကဘယ်လိုလဲဆိုတော့ဧတရာ။ Esther ပေါ့နော်ဧတရာ။ ဧဒရာကသူ့ရဲ့လူမျိုးအတွက်အသေးခံရဲတယ်သူ့ရဲ့အသက်တာမှာဘာတွေ့လဲဆိုတော့သူကဆူတောင်းခြင်းအသက်တာရှိတယ်သူတစ်ပါးရဲ့ပျက်စီးခြင်းသူတစ်ပါးအတွက်နာမည်ပျက်ခြင်းသူတစ်ပါးကိုကြည်ရဲ့ပြစ်တင်ခြင်းမရှိဘူးတမန်တရားအပေါ်မှာအခြေခံတယ်အစာရှောင်တတ်တဲ့အမျိုးသမီးဖြစ်တယ်လူလူမျိုးတွေရဲ့လွတ်မြောက်ခြင်း အတွက်သူက လူမျိုးကိုချစ်တော်သူဖြစ်တယ် အဲ့ဒီကောင်းတဲ့အရာတွေအတွက်သူ့ရဲ့အသက်ကိုစတီးရဲလောက်အောင်သူ့မှာတတိရှိတယ်။အဲ့ဒါလိုမျိုးအဲ့တရာရဲ့အသက်တာကျွန်တော်တို့တွေ့ရတယ်။အဲကြောင့်ဒီနေ့အဲ့တရာကဲ့သို့သောအသက်တာဟာလေမိခင်များအနေနဲ့ကျွန်တော်တို့ရရှိတင်တဲ့အတူယူတင်တဲ့အသက်တာဖြစ်တယ်ဆိုတာကိုဒီကနေ့ကျွန်တော်ထပ်မံပြီးတော့ပြောချင်တယ်။ပြီးတော့အာဘီဂဲလ်အာဘီဂဲလ်ဆိုတော့ကျွန်တော်အားလုံးသိမယ်ဒါဝိရဲ့ မိမဖြစ်တယ်။သူကအရင်မှာတော့သူကအိမ်ထောင်ရှိတယ်။အိမ်ထောင်ရှိတယ်။ဒါဝိနဲ့သူ့ရဲ့နောက်လိုက်ဆက်သားတွေကနေပြီးတော့မှစားစရာမရှိတဲ့အခါမှာသူကသူ့အတော်ခူရတာ우တော်ခူရတယ်။ဆောလိုမင်းကြီးကရှာနေတာသူ့ကိုတတ်ချင်တာလေရှာနေတာ။အဲ့ဒါကြောင့်ဒါဝိကမင်းကြီးမဖြစ်ခင်လေးမှာဘီတိတ်ချင်းခံပြီးပြီသူက ်ပြီးတဲ့ချင်းခံပြီးဒါပေမဲ့ तू အတင်းအဓမ္မဘယင်ဖြစ်ဖို့ရန်အတွက်မကြိုးစားဘူး तू ကအတင်းအဓမ္မဘယင်ဖြစ်ဖို့မကြိုးစားဘူးဆောလိုမင်းကြီးကိုလည်း तू တတ်ဖို့မကြံစီဘူးသူ့တော်လည်းပဲဆောလိုမင်းကြီးကဒါဝိကိုတတ်ဖို့ကြံစီတယ်ကြိုးစားတဲ့အတွက်ကြောင့် तू နောက်လိုက်စက်သား600လုံးနဲ့ तू ကတောခူတယ်တောခူတယ်တောခူတဲ့အချိန်မှာသူတို့ကလူဦးရေ600ကမနေဘူးလေသူတို့လည်းပိုက်စာမှာပေါ့အဲ့ဒါကြောင့် သူတို့တောကူတဲ့နားမှာရှိတဲ့ဒီအဘီဂိလ်ရဲ့အမျိုးသားစီမှာသူကလူအနေငယ်စစ်သားကိုပေါ့နော်တွားခိုင်းပြီးတော့မှစားစရာတွားတောင်းတယ်ဒါမှမပေးဘူးအဲ့ဒါကြောင့်သူတို့အယမ်းစိတ်ဆူဒေါသတွေထွက်ပြီးတော့မှအဲ့ဒီအဘီဂိလ်တို့မိသားစုသူယောက်ျားနဲ့သူမိသားစုအားလုံးကိုချီမုန်းပြစ်မလားပြီးတော့မှစားစရာတွေအကုန်ယူလာမလားဆိုတဲ့စိတ်နှလုံးသူတို့မှာဖြစ်လာတယ်ဒါမှအဘီဂိလ်ကအယမ်းကို အမျိုးအမင်ရှိတဲ့အမျိုးသမီးဖြစ်တယ်။အမျိုးအမျိုးအမင်ရှိလုံးတဲ့အတွက်ကြောင့်ဩငါတို့ငါယောက်ျားကအဲ့ဒါလိုပြုတ်လွတ်လိုက်တယ်။ဒေါသကြီးကြီးနဲ့ပေါ့ပြုတ်လွတ်လိုက်တယ်။အဲ့ပေါ့သူလည်းပြောမှာပေါ့နင်တို့ငါတို့ကပင်ပင်ပန်းပန်းလှုပ်ထားတာဘာလို့အလကားပေးရမလဲ။သူလည်းပြောမှာပေါ့။ဒါပေမဲ့အဘီဂဲလ်ကသူတို့မှာရှိတဲ့စားစရာတွေ တရိษံအကောင်တရအစားဖို့ယူလာပြီးတော့မှဒါဝိစင်မှာယူလာပြီးတော့မှလာတောင်းပန်တယ်သူရဲ့အမျိုးအမင်းကျွန်တော်ပြောချင်တာဘာလဲဆိုတော့သူရဲ့မိသားစုကိုလုံခြုံအောင်ထားတတ်တဲ့အမျိုးအမင်းဖြစ်တယ်သူရဲ့မိသားစုအတ္တတာနော်သူရဲ့မိသားစုရဲ့အတ္တမတည်ရအောင် လုံခြုံအောင်ထားတတ်တာပဲသူလေသူယောက်ျားမဟုတ်ဘူးမိန်းမဖြစ်တယ်အာဘီဂိလ်ဖြစ်တယ်အဲ့တော့ကျွန်တော်ရဲ့ မိသားစုလုံခြုံဖို့အရေးကြီးတယ်နော်ဒီလောကီအရာ၌လုံခြုံဖို့အရေးကြီးတယ်လို့ဝိညာဉ်ရေးမှာလည်းလုံခြုံဖို့အရန်အရေးကြီးတယ်ဝိညာဉ်ရေးမှာဒီခန္ဓာကိုယ်လုံခြုံတာအရေးကြီးတယ်လို့ကျွန်တော်ဝိညာဉ်လုံခြုံဖို့လည်းအရေးကြီးတယ်ကျွန်တော်သားသမီးတို့ရဲ့ဝိညာဉ်လုံခြုံဖို့အရေးကြီးတယ်ခရစ်တော်၌ပဲကျွန်တော်လုံခြုံတယ်ဆိုတာဒီကနေ့ပြန်လဲပြီးတော့မှတတိယရာနောက်ဆုံးအနေနဲ့က ာနာကဲ့သို့သောအမိဟာနာကဲ့သို့သောအမိဟာနာကသူဆူတောင်းတယ်သူကကလေးမမွေးနိုင်တဲ့အမိဖြစ်တယ်သူဆူတောင်းတယ်မိုက်ပဲတောင်းမယ်နော်ဟာနာကသူဆူတောင်းတယ်ကလေးမမွေးနိုင်လို့သူဆူတောင်းတာဖြစ်တယ်အစာလဲရှောင်းနေဆူတောင်းနေအမြဲတမ်း ဖရာเจ้าမှာဗိမာန်တော်မှာလာ ပြီးတော့မှသူဆူတောင်းတယ်အဲ့ဒီမှာ prophet ကလည်းသူ့ကိုမြင်တယ်သူဆူတောင်းတယ်ဖရာသခင်စီမှာသူဂတိပေးတယ်ဒီနေ့အမေတွေဂတိပေးတတ်ကြလားကျွန်တော်မသိဘူးဖရာကိုဂတိပေးရင်တော့မဖြတ်ကြနဲ့လူကိုဂတိပေးရင်ဖြတ်လို့ရတယ်ဟိုဖြတ်လိုက်လို့နည်းနည်းလေးနာမည်တစ်ချက်လေးပြတ်သွားမယ်နောက်ကျရင်လူများတွေမေ့သွားမယ် ဒီလောကမှာတော့ဒီလိုပဲပေါ့နော်ဒါပေမဲ့ဖယားကိုဂတိပေးတယ်ဆိုရင်ဖယားကဂတိတီတာကြိုက်တယ်ဟာနာကလည်းဖယားသခင်စီမှာဆူတောင်းတယ်မှာဂတိပေးထားတယ်တာလီတောင်းတယ်သူကကလေးမမွေးနိုင်ဘူးဒါပေမဲ့တာလီတောင်းတယ်ဖယားစီမှာလူအနေနဲ့တော့မဖြစ်နိုင်ဘူးဆိုတာသူကောင်းကောင်းနားလေတယ်ဒါပေမဲ့ဖယားသခင်ကပေးတယ်အခွင့်ပေး ကျွန်တော် तू ကလေးမွေးနိုင်အောင်မဲဆိုတာ तू သိတယ်အတွက်ကြောင့် तू ဆူတောင်းတယ်ဖယားကိုဂတိပေးတဲ့အခါမှာဖယားသခင်ကလည်း तू ကို तू ဂတိအတိုင်းနော်တားလေးပေးတယ်ရှာမွေလာအဲ့တော့ရှာမွေလာလည်းအယွေနည်းနည်းလေးယောက်လာတဲ့အခါမှာဟာနာကလည်း तू ဂတိအတိုင်း तू ရဲ့တားလေးကို prophecy ခေါ်လာတယ်ဖယားအမှုတော်ဆောင်ဖို့အတွက် तू ဂတိပေးတဲ့အတိုင်းလာပေးတာဖြစ်တယ် ကျွန်တော်စဉ်းစားတယ်နော်ဒီခက်ဒီခါမှာမိဘတွေကကိုယ့်ရဲ့သားသမီးတွေကိုအမှုတော်ဆောင်ဖူးရင်အတွက်တိတ်ပြီးတော့တွန်းအားမပေးတော့ဘူးတိတ်မတွန်းတော့ဘူးပညာရအောင်သင်အလုပ်ကောင်းကောင်းရှာဆရာဝန်လို့မလားသူနာပြုတ်လို့မလားဒါမှမဟုတ်ရင်အင်ဂျင်နီယာလို့မလားကျွန်တော်ကတော့လောကီပိုင်းဆိုင်ရာကျွေးဝချမ်းသာမှုနာမည်ကြီးမှုဦးတည်ကြတယ် ျွန်တော်စဉ်းစားတယ်နောက်နှစ်ပေါင်း100 200လောက်ဆိုရင် သာသနာပြုမဲ့ဟိုဆရာဆရာမတွေကျွန်တော်ဟိုမြန်မာပြည်ရလာတဲ့ငရကူမောင်နှမတွေမိဘတွေကျွန်တော်မှရှိပါတော့မလားပေါ့နော်ကျွန်တော်စူးရင်မိတယ်တခါတလေကြာရင်ဘာဖြစ်လို့လဲဆိုကျွန်တော်သာသမီတွေကိုမိလိုက်လိုက်ခါမှာလေကဲပါစတာလောက်မလားဆိုရင်ကောင်းခါကြတယ်ကျွန်တော်သားအပါဝင်ပဲအမှုတော်ဆောင်မလားတို့ပါတော့နော်ဘယ်သူမှမလုပ်ချင်ကြဘူး ကျွန်တော်အများကြီးတင်ပြရမယ်မိပါတို့တင်းအောင်စရာသာသနာပြုစရာတွေကိုလည်းကျွန်တော်အများကြီးသာသမီတွေရှိမှချီးမွမ်းပြီးတော့မှလေးစားချောင်းပြဖို့လဲလိုတယ်အဲ့လိုမဟုတ်ရင်သာသမီတွေကလေးလေးလေးစားတတ်မှာမဟုတ်ဘူးเนาะဖြစ်ချင်တဲ့စိတ်တောင်ရှိမှာမဟုတ်ဘူးတချို့အသင်းတော်တွေမှာဆိုရင်ပါစတာအရန်ကြည့်ရကြတယ်တချို့အသင်းတော်မှာဆိုရင်သာသနာပြုစရာဆရာမတွေကိုအရန်နှိမ်ကြတယ်စကားအားဖြင့် တာသမီးကြီးကြားတဲ့ခါကျတော့အော်ငါတို့ပါစတာမလို့ချင်ဘူးအာငါတို့တာသမီးပြည့်မလို့ချင်ဘူးဒါတွေဖြစ်လာအားကြောင့်ဟာနာကဲတို့ကျွန်တော်တာသမီးတွေကိုဖယားကိုချစ်တော်သူဖြစ်ဖို့ဖယားအမှုကိုဆောင်တော်သူဖြစ်ဖို့ရန်အတွက်ကျွန်တော်မွေးထုတ်ဖို့လိုတယ်အားကြောင့်ဒီနေ့ကျွန်တော်မေးတယ်တာသမီးတွေတချို့တွေကျွန်တော်မေးတယ်တချို့ကတော့မဖြစ်ချင်ဘူးနော်မိဘတွေကတော့အားပေးတဲ့သူလည်းရှိပါတယ် ျွန်တော်တို့သားတွေဒီမှာယောက်ျားလေးတွေဆိုရင်လည်းတနေ့ကျရင်ပါစတာလုပ်စီချင်တယ်ကျွန်တော်ကအင်္ဂလိပ်လူကောင်းကောင်းပြောတတ်တဲ့သူတွေပေါ့နော်ပါစတာလုပ်စီချင်တယ်ဖခင်လည်းသူ့ရဲ့အမှုတော်ကိုစောင့်စီချင်မှာပဲဖြစ်တယ်အဲဒါကြောင့်မိဘတို့ဒီကနေ့ကျွန်တော်တာဝန်အရင်ကြီးပါတယ်နံပါတ်1ခရိယန်အိမ်ထောင်မိသားစုမိသားစုအလုံးကိုယ့်ရဲ့သားသမီးတွေ မိမိရဲ့အိမ်ထောင်တစ်ခုလုံးကထာဝရဘုရားကိုဝတ်ပြုကိုးကွယ်ဖို့เนาะနံပါတ်1ကျွန်တော်ရဲ့နောက်ကထွက်တဲ့စကားအဖြစ်တော်လကောင်းကျွန်တော်ရဲ့ဆုံးဖြတ်ချက်အချချင်းအဖြစ်တော်လကောင်းသူတပားရဲ့ဘဝပြည့်စည်ခြင်းသူတပားရဲ့မိသားစုပြည့်စည်ခြင်းမဟုတ်ဘဲနဲ့သူတပားအတွက်တည်ဆောက်စရာဖြစ်တဲ့အမေ ဖြစ်ဖို့ဖြစ်တယ်။နံပါတ်3နံပါတ်3ကဘာလဲဆိုတော့ကျွန်တော်တို့မိမိမိသားစုမိမိရဲ့သားသမီးလုံခြုံစေသောမိခင်နံပါတ်4ဘာလဲဆိုတော့ဟာနာကဲ့သို့ကိုယ့်ရဲ့သားသမီးတွေကိုဖရားရဲ့အမှုတော်မြင်၌ပါဝင်ဖွင့်ရအတွက်တုံတင်တတ်သောနူးစော်သောမိခင် ဖြစ်ပေါ်ရန်အတွက်ဒီကနေ့ကျွန်တော်ခွန်အားပေးလိုတာဖြစ်ပါတယ်အရောက်တိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေအာမင်